ဆရာရဲ့နာမည်လေးတခုတော့သတ်မှတ်ပြီးတော့ပြောပေးပါလို့ဆိုတော့မှဲ့ပေးပါဆိုတော့အဆရာကနေပြီးတော့ဟိုနင်းနေနင်းတို့ကဘာရောက်တာလဲအကျော်ရောက်တာဆရာလို့ဆိုတော့အကျော်ဆိုတော့အကျော်ဒီဝပေါ့အကျော်ဒီရပေါ့အကျော်ဒီရဆိုတော့သမီးရဲ့ဟိုခြေလုံးကဆရာတော်ဆရာကြီးတွေကစာတက်ကြလေအကျော်ဒီရဆရာတော်အဲအဲ့ဒါကိုယူပြီးတော့အမဆိုင်နာမည်မှဲ့ပေးတာနင်းတို့ကသမီးရဲ့တစ်ခု900ပါဘယ်ဟာယူဘယ်ဟာယူ900 ငါပြောကြတာတထောင်ပေါ့သမီးရအလုံးလိုက်ကြော်တာ哦ဘူးဒီကလည်းနှမျိုး900နဲ့တမျိုးရှိတယ်3000တထောင်နဲ့တမျိုးငါပြင်ပန်းနဲ့နားလိုက်မယ်ဆိုတဲ့စိတ်ကိုမရှိဘူးဘာလို့ပတ်စံရလို့တဲ့လေဟိုအဖိုးကြီးဖွားကြီးပို့ချစ်တယ်ကိုကလည်းဖိုးကြီးဖွားကြီးချစ်ခဲ့တယ်လူမလို့လားတော့မသိဘူးဖိုးကြီးဖွားကြီးရာလေအဲငါမနေ့ကလာတဲ့နေ့အကျော်ငါအဖေကစားခြင်းလို့ဘရားကျော်လေးစားခြင်းလို့အဲဘူးဒီကျော်လေးစားခြင်းလို့အဲ့ဒါလာတာပေါ့နော်ညီမတို့ကမရှိလို့အဖေကထမင်းမစားဘူးအမေကမစားဘူးဆိုတော့စိတ်မကောင်းဘူး ဲ့အဖိုးအမွားကိုစဉ်းစားထားတဲ့အတွက်ကြောင့်မင်းအဲ့ဒီအကျိုးတွေပေးတယ်။အဲ့ဒီအဲ့ဒီအကျိုးတွေကဆက်ရောင်းပေးတယ်။အဲ့လိုကြောင့်အနီကအဲ့ဒီအကျိုးကိုဆွဲမြဲသွားအောင်နောက်လူတွေလည်းဘာလုပ်ကိုပဲလုံလုံဆွဆွမြဲမြဲသာလုံးအကျိုးပေးတယ်လို့ ါမှာဒီဝါဆိုတော့အမတို့ကအနေမှာပဲဟိုပေါ့ဆရာတော့မွေးနေ့တနေရာမှာသွားဟိုပေါ့နေဟိုသွားတဲ့ခါကျတော့ဆရာတော့ရဲ့ရောက်ဖကဟိုဟိုဘီဒင်းဆရာဆိုတော့လေအမတို့ကလည်းအဲ့လိုဘေးဒီပိုင်မင်းပြူရင်းနဲ့ဆရာရဲ့လို့ကျမနဲ့ဆိုင်လေးရလို့ဆရာရဲ့နာမည်လေးတခုတော့တတ်မှတ်ပြီးတော့ပြောပေးပါလို့ဆိုတော့မှဲ့ပေးပါဆိုတော့အဆရာကနေပြီးတော့ဟိုနင်းနေနင်းတို့ကဘာရောက်တာလဲအကျော်ရောက်တာဆရာလို့ဆိုတော့အကျော်ဆိုတော့အကျော်ဒီဝပေါ့အကျော်ဒီရပေါ့အကျော်ဒီရဆိုတော့သမီးရဲ့ဟိုခြေလုံးကဆရာတော်ဆရာကြီးတွေက စာတက်ကြလေအကျော်လေးရဆင်ရတော့အဲအဲ့ဒါကိုယူပြီးတော့အမဆိုင်နာမဲ့မှဲ့ပေးတာဒီဆိုင်နာမဲ့လေးကြောင်းတာတော့လောက်ပြာအဲသုံးနှစ်လောက်တော့ရှိတယ်အဲအလောက်တော့ရှိအဲမိဘမေတ္တာထက်လိုက်ဘိုးအောင်တင်ထွက်လိုက်ပေါ့အဲသူ့ကိုနောက်နောက်ပြီးတော့တကယ်ချင်းနေရဘိုးအောင်တင်ဘိုးအောင်တင်ဆိုပြီးတော့အဲ့လိုခေါ်ကြအဲနောက်ပြီးဘိုးအောင်တင်နဲ့အဲ့လိုမျိုးစပြီးတော့လောက်ကြမိဘမေတ္တာဆိုရင်ဖြစ်တယ်။ဒီဘက်ကျော်တယ်။အဲအဲ့လို အနီနဝါနေ့20နီးပါဖြစ်နေပြီဒီလိုပဲဆရာတင်းဆရာမြင်ဆရာကြားဆရာတွေကတော့အများကြီးပဲအန်ဒီမာတော့လေအဲငငယ်တော့ကြာအမေကចောင်းပိတ်ပြီဆိုရင်ဒီအကျော်တို့ဘာတို့အမေကလှုပ်ပြီးတော့ရောင်းတယ်မဟုတ်လို့ကိုမိသားစုတွေလည်းအဲစားတာပေါ့သမီးရဲ့ကြောလော်ပြီးစားဟိုတော့ကိုလေထဲမှာစီဒီပါတွေရလေနှမ်းစီလိုပါရတော့အမေကအကျော်လှုပ်ကြွေးတယ်လှုပ်ကြွေးတော့မားတို့ကငယ်တော့အဲ့လိုစားလို့ဟိုနေ့ဖြစ်ပြီဆိုရင်အပြင်ကိုចောင်းပိတ်ပြီဆိုအမေမုံလေးလှုပ်ပေးပါဝါသနာဝါသနာ ငငယ်တည်းကဈေးသက်ဖြစ်နေတဲ့ဝါသနာလားမသိပါဘူးအဲအဲ့လိုမျိုးအခါလဲမုံတွေပိုင်းနှမ်းမဲ့မုံတို့ဘာတို့အမေတို့မတို့ခေတ်ကမန္တလေးပဲကျော်မိုးလကောက်နှမ်းမဲ့မုံမုံစီကျော်အဲအဲ့ဒါတွေပဲရှိတာဒီလိုမျိုးတွေမရှိဘူးအဲအဲ့လိုမျိုးကျော်ရင်ညာနေပြီးတော့အမလည်းအမေတို့ကြီးကလည်းနီးရတာပေါ့သမီးရဆန်ဆက်တွေပါတွေပေါ့နောက်တငယ်ချင်းတွေဆရာသမားတွေကလည်းဘလိုလေးကြောဘလိုလေးကြောဆိုပြီးတော့ဒီဘုရားကြောလုံနည်းတွေကြတော့ဒါကိုယ်ခင်တဲ့လူတွေကလာဝယ်ဆိုင်နဲ့ပြော အဲအဲ့လိုမျိုးဘလို့လုပ်ရင်လည်းဘလို့ကောင်းတယ်ဆိုအမဘယ်စင်ကပေးပေးအမပညာဆိုရင်အကုန်ယူတာပဲကိုသားလောက်ကလေးကပေးလဲကို့မှာအုံလောက်ရှိတယ်ဒါကောင်းလားမကောင်းလားဆန်းစစ်ပြီးယူလိုက်တာပဲအမအဲ့လိုမျိုးအဲအဲ့လိုမျိုးအမအဲ့လိုဝါသနာရှိတယ်အဲ့လိုမျိုးယူပြီးတော့လှုပ်တာဒီဘရားကျော်ကြတော့အဲဘူတိကျော်တို့ဘာတို့ကြတော့လိုပဲတခြားတင်ဆရာမြင်ဆရာကြီးနဲ့တတ်တာပေါ့နော်ကိုကအစားစားပြီဆိုလဲအမဝါသနာပါတယ် သမီးရတစ်ခု900ပါဘယ်ဟာယူဘယ်ဟာယူ900အဲငါပြောကြတော့တထောင်ပေါ့သမီးရအလုံးလိုက်ကြော်တာ ਉਹ ဘူးတိကလည်း2မျိုး900နဲ့2မျိုးရှိတယ်3ညောင်းတထောင်နဲ့2မျိုးရှိတယ်အဲ2မျိုးကြော်တာအဲစိုက်ပဲกว่าတယ်ဟို3ညောင်းတထောင်ကြတော့သမီးရလိုလူငယ်လေးကြတော့လှလပပလေးပေါ့ဟိုနှခမ်းနေမပြတ်အောင်အီကြွက်လေးတို့စားသလိုစားအောင်အန်ဒီကအဲ့လိုမျိုးအလှလပပလေးနှီးပြီးတော့ကြော်ရောင်းတာအဲအဲ့လိုမျိုးဟိုလိုမျိုးဗာလဲတောကြော်ဆိုတာအချောင်းလေးစီပြီးကြော်တာပေါ့နော်အဲအဲ့လိုမျိုးကြတော့ 500အဲ့လိုပဲဟိုအဆန်းတော့ဒီနေ့ဒီနေ့တော့အဲ900လောက်တော့ချိန်ရတယ်အနေအဲတနေ့စမူစာတော့တနေ့ကိုဟိုလောက်တော့အာလူး3ပိတ်သားလောက်တော့ကုန်လားအာလူးကက်တဲ့အာလူးကက်တဲ့က2ပိတ်သား50လောက်ကုန်လားမပြောကြတော့မပြောကြတော့3ပိတ်လောက်ပဲအဲ့ဒီအများကြီးမလုံနိုင်တော့အဲ့လိုမျိုးဒါအများဆုံးစားတဲ့ဟာလေးပဲအဲ့ငပြောကြတော့လည်းရင်တော့ဆို၄5ပိတ်ကုန်တယ်အဲ့ဒီ short ချပလိုက်တာမလုံနိုင်တော့ဘူးဒီကလည်းတနေ့တော့3လောက်တော့ကုန်တယ်သမီး အရင်တော့ဆိုတော်တော်ကုန်တယ်မလုံးနိုင်တော့ဘူးအန်ဒီဟာလားသုံးလုံးလောက်ကိုဟာလားကြော်လော်ပြီးပြီးပြီးနားပြီးအန်ဒီဒီတော့သမီးရဲ့ဘယ်လုပ်ပဲဖြစ်ဖြစ်စွတ်စွတ်မြဲမြဲလုံးရတယ်မလုံးလို့ရှိရင်ဒီအလုပ်ကအချိုးကျစုကရမယ်ကြမ်းလိုက် နောက်တစ်မျိုးပြောင်းသွားလိုက်ရမယ်ကြမ်းလိုက်နောက်တစ်မျိုးတစ်မျိုးပြီးတစ်မျိုးဟိုဥမာဒီအကျော်ရောင်းနေတယ်ငါဒီလုံးကဟာရောင်းလို့လည်းမကောင်းပါဘူးဆိုတာကိုယ့်ရဲ့လက်ရာမကောင်းလို့မကောင်းတာလား ဝယ်သူစားသူကမစားနိုင်လို့မကောင်းတာလားဆိုတော့ဒါကိုကစမ်းစစ်ကြမယ်ပြီးလို့ရှိရင်ကွာဒီဥစ္စာကိုဇွဲနဲ့လုပ်ကိုလှုပ်ရမှာအဲ့လိုကြတော့သူ့ရဲ့ရလက်တွေကရလာတော့ပေါ့ငါပင်မန်းနဲ့နားလိုက်မယ်ဆိုတဲ့စိတ်ကိုမရှိဘူးဘာလို့ဆိုတော့ပစံရလို့တဲ့လေဟိုအဖိုးကြီးဖွားကြီးပို့ချစ်တယ်ကိုကလည်းဖိုးကြီးဖွားကြီးချစ်ခဲ့တယ်လူမို့လားတော့မသိဘူးဖိုးကြီးဖွားကြီးရလေအဲငါမနေ့ကလာတယ်နင့်အကျော်ကအဖေကစားခြင်းလို့ဘရာကျော်လေးစားခြင်းလို့အဲဘူးတိကျော်လေးစားခြင်းလို့ အဲ့ဒါလာတာပေါ့နော်ညီမတို့ကမရှိလို့အဖေကထမင်းမစားဘူးအမေကမစားဘူးဆိုတော့စိတ်မကောင်းဘူးအဲ့အဖိုးအွားကိုစဉ်းစားထားတဲ့အတွက်ကြောင့်ဒီအန်ဒီအချိုးတွေပေးတယ်အန်ဒီအဲ့ဒီအကျော်တွေကဆက်ရောင်းပေးတယ်အခုတည်းဒီအဖွားတယောက်ဆိုလေငါပြောကြော်နေ့တိုင်းစားတယ်ထမင်းမစားဘူးအသက်60ပြည့်နေပြီအဲ့ဒါနဲ့အဲ့အဖွားအတွက်ကြောင့်လေအဲ့ငါပြောကြော်ရောင်းပြည့်နေတာအင်းမိရဟိုကငါပြောကြော်ဝယ်ကျွေးတာပေါ့ကျွေးတဲ့ခါကျရင်အဘေကနေဝယ်လာလဲအင်းငါစားနေကြအကျော်မဟုတ်ဘူးဆိုလွတ်ပြည့်တယ်တဲ့သိလား အဲ့လိုကြောင့်အနေရအဲ့အကျော်ဆွဲမြဲသွားအောင်နောင်လူတွေလည်းဘာလုပ်ကိုပဲလုံလုံဆွဆွမြဲမြဲသာလုံအကျိုးပေးတယ်လို့လက်တရားရောင်းတာ3ခု200อืมအဲ့ညာတွေကစရောင်းတော့တစ်ခုအဲ့နာမျိုးကြီးကို3ခု200အမ်ဘူတီနေဆိုရင်လည်းအဲ့ဒီ6လောက်ကြီးဆို3ခု200အဲ့လိုမျိုးဘူတီကလည်းတော့ကို800ပဲရှိတယ်အဲ့ဒီရောင်းကသာတမန်ဟိုတော့ဟာပြောလို့ရှိရင်ဟိုတနေ့မှလေအရင်က2000ဝန်းလောက်ပဲရှိတယ်อืมအာအနေစလိုက်စာက မလေးလန်း36ရက်ကွက်36ရက်ကွက်ဒါမဟာမနူးလာလန်းပေါ့နော်မဟာဗန်နူးလာလန်းအဒီဟိုနှစ်နာရီရနေပြီးတော့ခုနှစ်နာရီလောက်